နှစ်ပေါင်း60ကျော်လက်သေးမညက်ပဲအရှိထားခဲ့တဲ့သူအခုမြင်နေရတဲ့ဒီလူကတော့နှစ်ပေါင်း60လောက်သူ့ရဲ့လက်သေးတွေကိုလုံးဝမညက်ပဲအရှိပဲထားခဲ့ပါတယ်ဒီလောက်ထိရှိထားထားတာတော့လက်သေးတွေပိုးတွေမဝင်ခဲ့တဲ့ပြင်ဒီလူကတန်တန်မာမာကြီးရှိနေပါသေးတယ်ကဘာပေါ်မှာမယုံနိုင်စရာကောင်းလာအောင်ထူးခြားစံပြတဲ့ဖြစ်ရပ်တွေအများကြီးရှိပါတယ်ဒါပေမဲ့32ပေကျော်အရှိရှိတဲ့လက်သေးတွေကိုနှစ်ပေါင်း60ကျော်မညက်ပဲထားခဲ့တဲ့အမျိုးသားတူအကြောင်းကိုရောတင်ကြဖို့ပါသလား လူရိုင်းလက်သေးညက်ကြပေမယ့်ဒီမျိုးသားလိုဘဝတစ်ခုလုံးနှီးပါကုန်လက်သေးမညက်ပဲအကောင်ဆုံးဂရုစိုက်ခဲ့တဲ့သူတော်ရှိမှာမဟုတ်ပါဘူး။ဟုတ်ပါတယ်။တင်ကြတော့မမပါဘူး။သူကတော့အိန္ဒိယနိုင်ငံသားရွှေတချီလာပဲဖြစ်ပါတယ်။သူဟာတဆက်လေးနှစ်ကလေးကစပင်သူ့ရဲ့ဘဲဘလက်ကလက်သေးတွေကိုမညက်တော့ဘူးစိန်ခေါ်မှုတစ်ခုအနေနဲ့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်ခဲ့တဲ့နောက်မှာ greenness စံချိန်တင်တဲ့လက်သိမ်းတွေပိုင်းဆိုင်မှုအတွက်သာမကရုပ်ပိုင်းဆိုင်ရာအခက်ခဲတွေလူမှုရေးပြဿနာတွေနဲ့ပါရှင်းဆိုင်ကြော်ဖြတ်ခင်ရပါတယ်သူရဲ့ဇလန်ဟာစိတ်ကူးရင်ဆန်တယ်လို့ထူးခြားပြီးအများလူတွေမလုံနိုင်တဲ့အနစ်နာခံမှုဇွဲလုံးလာတွေနဲ့ပြည်နှံနေပါတယ်။စထရီတာချီလာဟာ1938ခုနှစ်မှာမွေးဖွားခဲ့ပြီးသူ့ဘဝရဲ့ရေးကြီးဆုံးဆုံးဖြတ်ချက်ကို1952ခုနှစ်အသက်16နှစ်အရွယ်မှာချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကတော့သူ့ရဲ့ဘေဘန်လကလက်သင်းတွေကိုဘယ်တော့မှမညက်တော်ဘူးပါပဲ။ဒီလိုဆုံးဖြတ်ခဲ့တဲ့အကြောင်းရင်းကတော့အတော်လေးကိုရိုးရှင်းပြီးထင်မိပါတယ်။တရမောင်သူဟာသူ့ရဲ့တငယ်ချင်းတွေနဲ့အတူစော့ကစားနေတော့ဆရာဖြစ်သူရဲ့ရှင်လျားလာတဲ့လက်သေးကိုမတော်တဆချိုးမိခဲ့ပါတယ်။ဒီလိုဆုံးရှုံးမှုကြောင့်စိတ်ပြတ်ဒေါသထွက်နေတဲ့ဆရာကမင်းတို့ဘယ်တော့မှငါ့လိုလက်သေးကိုမထိန်သိမ်းနိုင်ပါဘူး။ဒါဟာခက်ခဲတဲ့အလုပ်ပါလို့ဒေါသတကြီးပြောဆိုခင်ပါတယ်။ ဒီစကားကပဲရွှေတာကိုဘဝတစ်ချောင်းလုံးဆွဲမြဲစွာလွတ်ဆောင်မဲ့စိန်ခေါ်မှုတစ်ခုစီတွန်းပို့လိုက်ပါတယ်။ဆရာရဲ့ပြောစကားကိုလက်ခံမထားနိုင်တဲ့သူဟာဆရာကိုမှာချောင်းတက်တည်ပြဖို့အတွက်ဘဲဘက်လက်ကလက်သင်းတွေကိုတတလုံးမညှက်တော့ဘူးဆုံးဖြတ်ချက်ချခဲ့ပါတယ်။သူ့ရဲ့စိန်ခေါ်မှုခီဟာစတင်ခဲ့ပြီးတနေ့ပြီးတနေ့တနေ့ပြီးတနေ့သူ့လက်သေးတွေဟာရှင်လျားလာခဲ့ပါတယ်။သူ့လက်သေးတွေရှင်လာတာနဲ့မျှနေစဉ်ဘဝမှာအခက်အခဲတွေများကြီးကြုံတွေ့လာခဲ့ရပါတယ်။ အိတ်ဆက်တဲ့အခါမှာလက်သေးတွေမကျိုးမရအောင်ထူးကယူဆာရပေးလက်ကိုတည်တည်ချာချာထားအိပ်ရပါတယ်သူရဲ့အိမ်ရာဟာလေသူ့လက်သေးတွေအတွက်တီးတဲ့နေရာပင်ရပင်အိမ်နေရင်နေတချမ်းစီလဲတဲ့ကာမျိုးမှလည်းလက်သေးတွေကိုထူးကယူဆိုင်ပြီးဖြည်းဖြည်းချင်းလှူရှားရပါလေအိမ်ချီဝတ်တောင်စားတော့တာရေချိုးတာလိုမျိုးရိုးရှင်းတဲ့အရာတွေဟာတော့သူ့အတွက်အင်မတန်ခက်ခဲတဲ့လုပ်တွေဖြစ်လာခဲ့ပါတယ်လက်သေးတွေကြောင့်အလောက်ကန်ရရှိဖို့လည်းခက်ခဲခဲ့ပါတယ် နှစ်ပေါင်း66နှစ်ကြာတဲ့အခါမှာတော့သူ့ရဲ့ဇွဲလုံးလာတွေဟာရှာလက်တွေဖြစ်ပေါ်ထွန်းလာခဲ့ပါတယ်။2015ခုနှစ်မှာစထရီတာချီနာဟာဂရင်းနစ်ကပစံချိန်မှတ်တမ်းမှာတပတ်သေးသောလက်မှအရှိဆုံးလက်သေးပိုင်ရှင်ဖြစ်အသိမှတ်ပြုကျေခံခဲ့ရပါတယ်။သူရဲ့လက်သေး၅ချောင်းရဲ့စုစုပေါင်းရှည်ဟာ909.6စင်တီမီတာ358.1လက်မအထိရှိခဲ့ပြီးဒါဟာလန်ဒန်ကနှစ်ထပ်ဘတ်စကားတစ်စီးရဲ့အရှည်နဲ့ညီများပါတယ်။ သူရဲ့လက်မလက်သေးတစ်ခုထဲနဲ့ရှင်အားဆိုရင်169.8စင်တီမီတာ89.6လက်မအထိတောင်ရှိခဲ့ပါတယ်ဒီလိုစံချိန်တနည်းအောင်မြင်မှုတွေရရှိခဲ့ပေမဲ့လည်းသူ့ရဲ့ခန္ဓာကိုယ်ဟာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရှင်ဆိုင်ခဲ့ရပါတယ်။လက်သေးတွေရဲ့ဝေးကြောင့်သူ့ရဲ့ဘေးဘလန်ဟာအာယုံကြောတွေပြတ်စေပြီးလက်ချောင်းတွေကိုမဖြတ်နိုင်တော့ပဲလက်ဝါးကိုမဖွင့်နိုင်တော့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ဒါပြင်သူ့ရဲ့ဘေးဘလန်ဟာလည်းအကြအယုံထိခိုက်ခဲ့ပါတယ်။ 2018ခုနှစ်အသက်82နှစ်အရွယ်မှာတော့ရှရီတာဟောင်းသူ့ရဲ့တသက်တာလုံးထိမ့်သိမ်းခဲ့တဲ့လက်သေးတွေကိုထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။နယူးယောက်မြို့မှာရှိတဲ့ Replace Believe It or Not ပြတိုင်းမှာလက်သေးဖြစ်တဲ့ခန္ဓာကိုထူးတလဲပြုလုပ်ခဲ့ပြီးလေဆာသုံးပြုပြီးလက်သေးတွေကိုဖယ်ရှားခဲ့ပါတယ်။ Shrita Chila ရဲ့လက်သေးတွေဟာခုတခါမှတော့ပြတိုင်းမှာထောင်ရပြသထားပြီးကမ္ဘာကြီးမှာဆုံးသောအနစ်နာခံမှုတစ်ခုရဲ့သက်သေဖြစ်မှတ်တမ်းတင်ထားပါတယ်။ သူရဲ့ဇလန်ဟာလူသားတွေရဲ့ဆွဲလုံးတော့အနစ်နာခံမှုနဲ့ထူးခြားတဲ့စိတ်ဓာတ်ကိုထင်ရှားစေခဲ့ပါတယ်။တခါတရံမှာမထင်မှတ်တဲ့အရာတစ်ခုဟာအကြီးမားဆုံးအောင်မြင်မှုတစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုဒီဇလန်ကနေသိယူနိုင်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ဇောထအောင် sharing channel လေးကို like and follow လေးလုပ်ပေးကြပါဦးနော်။